ဖလပိုင်သမရာဟောင်းတူတာတွေကိုအမှုဖွင့်စစ်ဆေးနေတယ်။ ICC အမှုဆောင်ရှင်းနေချက်ကရင်ခန်းကိုလိမ်မန်းဆိုင်ရာဆွဆွဲချက်တွေနဲ့အမှုပြောင်းဖွင့်ထားလဲလို့သိရပါလိမ့်။တူတာတွေရအမှုဖွင့်စစ်ဆေးတဲ့ ICC အမှုဆောင်ရှင်းနေချက်ကရင်ခန်းဟာလိမ်မန်းဆိုင်ရာဆွဆွဲချက်တွေနဲ့ရင်ဆိုင်နေရပါလိမ့်။ International ရောက်စမှုတရားရုံး ICC ရဲ့အမှုဆောင်ရှင်းနေချက်ကရင်ခန်းဟာဖလပိုင်ရဲ့ရခိုင်သမရာတူတာတွေကိုအမှုစစ်ဆေးနေစဉ်သူကိုယ်တိုင်လိမ်မန်းဆိုင်ရာပြစ်မှုဆွဆွဲချက်နဲ့ရင်ဆိုင်နေရပါလိမ့်။ပြောရမယ်ဆိုရင်တော့ အဲ့ဒီလက်ရှိမှာ ICC ရဲ့ဥဆောင်ရှင်းနေချက်ကတော့ဒီဆွဆွဲချက်တွေကိုညှင်းဆို့ခဲ့ပါတယ် ICC ဟာ2024နိုဝင်ဘာမှာစုံစမ်းစစ်ဆေးမှုစတင်ခဲ့ပြီးခုချိန်ထိဆက်လက်ဆောင်ရွက်နေပါတယ်2023ခုနှစ်မေလကကာရန်ခန်ဟာအစ္စရေးနိုင်ငံရဲ့အကောင်ဆုံးနေတာညာဟုနဲ့ကာကွယ်ဝင်ကြီးကိုလည်းခံမှုချညာခဲ့ပါတယ်ဩစတြေးလျနဲ့သတင်းစာရဲ့အက်ဒီတာဖွဲ့ကကာရန်ခန်ရဲ့လိမ္မာဆန်အဖြစ်မှုဆွဲချက်ကိုဖုံးကွယ်ဖို့ကာကွယ်ဖို့အကြိုးပမ်းနေတယ်လို့ဆိုပါတယ်ဒါအပြင် အစ္စရေးကိုတရားဆွဲတဲ့အခါမှာအစ္စရေးကဝန်ကြီးချုပ်ကို ICC ကိုလွှဲပြောင်းမှုကိုညှင်းဆုပ်ခဲ့ပြီးအစ္စရေးနိုင်ငံဟာ ICC ဖောက်ဝင်နိုင်ငံလောဝမဟုတ်ဘူးလို့အကြောင်းပြန်ခဲ့ပါလေ။တမနာထရန့်ကလည်းဖေဖော်ဝါရီ6ရက်နေ့မှာ ICC အစီအစဉ်ကိုဆန့်ကျင်ပြီး ICC ရရှိတဲ့နဲ့သူတို့နဲ့ပတ်သက်သူတွေအားလုံးရေဂန်ကိုဝင်ရောက်ဖိတ်ပိတ်ပင်ကြပါလေ။ဒါကြောင့် ICC အတွက်တော့အမေရိကန်ကိုဝင်ခွင့်မရှိပါဘူး။အမေရိကန်ကလည်း ICC ဖောက်ဝင်နိုင်ငံမဟုတ်ပါဘူး။တမနာထရန့်ကအခုလိုကြေညာခဲ့တာဟာဒေတာညာဟုကို ICC ကဖမ်းရထုတ်တယ်နဲ့အများကြီးသက်ဆိုင်နေပါတယ်။ ICC ဟာရုရှားသမ္မတပူတင်ကိုလည်းဖမ်းရထုတ်တာပြီးပူတင်ကိုတော့ဖမ်းဆီးပေးရတဲ့နိုင်ငံပဲနိုင်ငံမှမရှိဘူးလို့ဆိုပါတယ်။နေတန်ညာဟုရဲ့အမှုမှာအောင်မြင်မှုများရှိတဲ့ကာရန်ခန်ဟာဒူတာဒေးကိုပြစ်မှတ်ထားပါတယ်။ဒူတာဒေးမှုကိုကိုယ်တိုင်လက်ခံစစ်ဆေးခဲ့ပြီး ICC ရဲ့အမြင်ကိုလည်းပြန်လည်တိဆောက်ဖို့ကြိုးပမ်းပါတယ်။ ICC ရဲ့ လိန်ပိုင်းဆိုင်ရာပြစ်မှုဆွဆွချက်ကိုဖော်ထုတ်ခဲ့ပြီးကာရန်ခိုင်ရမှုပေါ်တော့တက်ရောက်စေမယ်ဆိုပါတယ်။ဖိလစ်ပိုင်သမ္မတမာကော့ဟာဒူတာဒေးကို ICC ထံထွက်ပြောင်းပေးခဲ့ပါတယ်။ယင်းကသမ္မတတွေဟာသူတို့ရဲ့အဲ့ဒီလိုမျိုးလှုပ်ဆောင်ချက်တွေကိုဖန်ဆီးခဲ့ပေမဲ့ဖာရီနာမာကော့ဂျူနီယာကတော့ဒူတာဒေးကိုနိုင်ငံတကာဖွဲ့စည်းတံထွက်ပြောင်းပေးခဲ့တဲ့ပထမဆုံးသမ္မတတော်တောင်ပြောလို့ရမှာဖြစ်ပါလိမ့်။ လောလောဆယ်မှာတော့ဒေါက်တာဒီထောက်ခံသူတွေဟာ ICC ရဲ့လုံဆောင်ခြင်းနဲ့ပတ်သက်ပြီးအပြင်းထန်ကန့်ကွက်ဆန္ဒပြနေတာဖြစ်ပါတယ်။